ရုရှားနိုင်ငံဟာမြန်မာပြည်တွင်းကိုလာရောက်ရင်းနှီးမြှုပ်နှံရင်းရုရှားနိုင်ငံကပုဂ္ဂလိကလုံခြုံရေးတပ်တွေဟာသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့မြန်မာပြည်တွင်းကိုဝင်ရောက်လာနိုင်တယ်လို့စီးရဲနဲ့နိုင်ငံရေးကိစ္စတွေကပြောပါရယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်419အရပြဋ္ဌာန်းလိုက်တယ်လို့နာဆာကက2025ခုနှစ်ဖေဖော်ဝါရီ18ရက်မှာထုတ်ပြန်ခဲ့ပါရယ်ရုရှားမြန်မာကြားထဝယ်ရေးနယ်စခန်းနျူကလ িয়ার တပ်ပေါင်းဖို့စာချုပ်တွေချုပ်ဆိုပြီးဖြစ်ကစီးပွားရေးလုံမဲ့သူတွေအနေနဲ့လုံခြုံရေးအတွက်စဉ်းစားမှာဖြစ်တာကြောင့်ရုရှားတပ်တွေလည်းပြည်တွင်းကိုဝင်ရောက်လာနိုင်တယ်လို့အမျိုးသားဒီမိုကရေစီအင်အား ားစုပါတီ NDF ကဒူအိုခရာဦးထောင်ကျော်ကဆီယန်တိုင်းတင်းထနာကိုပြောပါတယ်။ခုနကတဝဲရနစကန်တော့ပြီးတော့အခုဒီတခါလဲနျူကလ িয়ার တပောင်းဘူရောစာချုပ်ချက်လာလဲရောကြားတာပေါ့နော်။ဆရာနောက်ထပ်ပါတီထချုပ်ဦးမယ်တော့မပြတ်တတ်တယ်နည်းနည်းလေးရက်ကစီမှာဆိုတဲ့ခါကျတော့အဲ့ဟာတွေအတွက်ကတော့ဘာပဲဖြစ်ဖြစ်ဒီအချိန်မှာဟိုစီဝိုင်းလုံးမဲ့လူတွေအကုန်လုံးအနေနဲ့ကတော့ ဒီလုံခြုံရေးအတွက်ကိုယ်ကစဉ်းစားမှာပဲလေစဉ်းစားမှာပဲဆိုတော့ဒီလုံခြုံရေးဥပဒေလည်းပြဋ္ဌာန်းပြီးသားဆိုတဲ့အခါကျတော့ဖြစ်နိုင်တာပေါ့ကိုရုရှားလည်းဖြစ်နိုင်တာပဲတရုတ်လည်းဖြစ်နိုင်တာပဲအိန္ဒိယလည်းဖြစ်နိုင်တာပဲအဲဒါပေမဲ့တခုပဲရှိတာကျွန်တော်တို့ကအာနီးဥပဒေပေါ့နီးဥပဒေကိုကျွန်တော်တို့ကမတွေ့ရသေးတဲ့အခါကျတော့ဒီအပေါ်ကနေပဲကြည့်နေနီးဥပဒေလာပြီးမှဆိုလို့ရှိရင်လည်းပို့ပြီးတော့မှဆင်းရှင်းလင်းလင်းပို့ဖြစ်လာမယ်လို့တော့ထင်ပါတယ်ခင်ဗျဟုတ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရမြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံထားကြတဲ့တရုတ်၊အိန္ဒိယ၊ထိုင်း၊စင်ကာပူအပါအဝင်ပြည်ပနိုင်ငံတွေကလုံခြုံရေးကော်မတီတွေထူထောင်ပြီးသူတို့ရဲ့စီမံကိန်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေဝန်ထမ်းတွေကော်မတီတွေကိုကာကွယ်ရေးကြိုးပမ်းလာတယ်လို့ထောက်ပြကြပါရစေ။အဲဒီလိုပဲရုရှားနိုင်ငံကမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံရင်ရုရှားလုံခြုံရေးတပ်ဖွဲ့တွေကပြည်တွင်းကိုဝင်ရောက်လာပြီးသူတို့ရဲ့လုံခြုံရေးနဲ့စီမံကိန်းတွေအတွက်ပုဂ္ဂလိကလုံခြုံရေးကော်မတီတွေထူထောင်နိုင်တယ်လို့ထောက်ပြကြပါရစေ။တကယ်လို့ရုရှားဟာထောက်ဝဲစစ်ကမ်းမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုရင်တော့ရုရှားလုံခြုံရေးတပ်တွေဝင်ရောက် ောင်းလာနေတယ်လို့တရုတ်မြန်မာအရေးလေလာသုံးသက်သူဒေါက်တာလကျော်စောကဆီယန်နိုင်တဲ့ဌာနကိုပြောပါရယ် โอ้ตะยุบลมยงนี่คอมมูนิตี้โกตูลักษณะกะตะยุบเกยินดีหมั่นหนาหมู่ฤกาแวบู้สุบิขอล่ะဖြစ်တာအဲ့တော့ဟိုတะยุบကလည်းအဲ့အဲ့လိုဟာမျိုးတက်သွားတတ်တာရှိပါတယ်သူအာဖရိကတိုင်းသူအပါကစ္စတန်တို့ဘာလို့မလဲဆူဒန်တို့ဘာလို့မလဲအဲ့လိုသူလုံယုံကြီးတပ်ဖွဲ့တွေဆွတ်ထားတာတွေတော့ရှိပါတယ်အဲ့တော့တကယ်လို့ဟိုရုရှားကလည်းအတဝဲစိတ်ကမ်းလာပါလားအဲ့ဒီမှာယင်းနည်းမြောက်လာမို့လုံမယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့တဲ့ဟိုကျမသိတယ်လို့ပေါ့နော်ဟို ရုရှားရဲ့ဟိုနေ့တတ်တော့ကျမပိတ်မပြီးဘူးတရုတ်ကတတ်တာတော့ဥမာပါကစ္စတန်တို့အာဖရိကတို့သွားတဲ့တတ်တရတော့သူတို့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုမ္ပဏီတွေအဲခုနပြောတဲ့သူတို့တိဆောက်နေတဲ့တရားဆိုလည်းတရားလေမြန်ကွင်းဆိုလည်းလေမြန်ကွင်းဒီမိုစစ်အဲ့ဒီနေရာဒီမှာပဲသူတို့လက်နဲ့ကင်ဆောင်ပြီးသူတို့ရဲ့လူတွေပေါ့နော်သူတို့အင်ဂျင်နီယာတွေသူတို့ရဲ့လုပ်သားတွေအဲ့ဒီလုံခြုံရေးတပည့်သူတို့တောင်းပန်ပြောရတယ်ဗျာ 哎呀，交流没太多，没做耶。哎，这路人家跟上我没去过。 ရုရှားနိုင်ငံဟာမြန်မာနိုင်ငံမှာစိတ်ကန်းနဲ့ရေနံချက်စက်ယုံတိစောက်ရေးအပါအဝင်ထပ်ဝဲအထူးစီးပွားရေးဇုံမှာယင်းနီမြုံနံမှုလက်ဆကနဲ့သဘောတူလက်မှတ်ထိုးလိုက်တဲ့အကြောင်းရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက2025ခုနှစ်ဖေဖော်ဝါရီ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။လက်ဆကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုမလ3ရက်ကစတင်ကတွားရောက်နေပြီးရုရှားသမ္မတပူတင်ရုရှားဝန်ကြီးချုပ်ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးရုရှားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့တိကျစီတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ရုရှားမြန်မာသဘောတူညီချက်ဆဲကူကိုလက်မှတ်ရေးထိုးခဲ့တယ်လို့နှစ်နိုင်ငံပူးတွဲထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုပဲနှစ်နိုင်ငံ ်ကုန်သွယ်ရေးစီးပွားရေးရင်းနှီးမြှုပ်နှံရေးလုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးစက်မှုလုပ်ငန်းတွေတည်ဆောက်ရေးစတဲ့အခြေအနေတွေကိုဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။